ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေ အားလုံးမင်္ဂလာပါခင်ဗျာအဲကြည့်ပါဦးနော်မနေ့ကလည်း6ပိုင်းနဲ့ဖရိတ်နဲ့မတွဲဘဲနဲ့6တုံညဆိုပြီးတော့ထွက်သွားတယ်နော်ဒီနေ့မနက်မှာလည်းဖရိတ်ပေးပြီးတော့လုံးမိုင်မပေးဘူးပေါ့နော်ထွက်တော့တာ83ကျွန်တော်က96 ါတိုင်းဆိုရင်ပြကျွန်တော်ကဒီ site ကနေရတဲ့ကဏ္ဍဒါပေါ့နော်ဒါ main ဒါဒီကဏ္ဍကဘာလို့ main တင်တာလဲဆိုလို့ရှိရင်ဒါကကျွန်တော်တခြား site ကနေမြင်ထားလို့ကြိုက်လို့ main main တင်ပေးတာဆိုပြီးတော့ကျွန်တော်ထည့်ပေးရပေါ့နော်ဒီနေ့ကျတော့ကျွန်တော်အဲ့ဒီ73ပေါ့နော်အဲ့ဒီ73ကိုမြင်တဲ့မြင်ပြီးတော့ပေါ့နော်မေ့တော့တာဒီ96နဲ့တွဲပြီးတော့ main ထားမယ်ဆိုပြီးတော့ပေါ့နော်မေ့တော့မေ့တော့ဆိုတာလေအဲကိုကကနန်းရှား အနမ်းရှာပြီးတော့တင်ရတဲ့အချိန်ကနောက်ကျနေခါကျတော့လော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 နဲ့ဆိုတော့မေ့တော့တာပေါ့နော်ဒီရှစ်တုံး site ကိုလည်းကျွန်တော်မြင်ပြီးသားဒါပေမဲ့အခုတော့လွတ်လွတ်တက်ငါကြီးသွားပါပေါ့ဗျာနော်မတက်နိုင်ဘူးဒါပေမဲ့တချို့တော့ဒီကိုအွန်အော့ဟိုဝညာလေးနေပေါ့နော်အုံးချပြီးတော့ကစားတဲ့ခါကျတော့ပေါက်တယ်လို့ပေါက်တယ်ပေါ့နော်ဒီမနေ့ကဆိုရင်လည်း6ပိုင်းနော်6ပိုင်း6ပိုင်းကစားတာ ပေါက်တယ်ပေါ့နော်ကျွန်တော်ပြောကြရတယ်ဒါပြောကြရတယ်ပေါ့နော်ပြဒီနေ့မနက်မှလည်း break ကစားရတယ်ပေါ့နော် break ကိုကစားတာ tip break ကစားတာပေါက်တယ်ပေါ့နော် main quote တော့မမီဘူးပေါ့ဗျာနော် โอเคဒါလေးကတော့စစ်တေးရဲ့6လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်မြင်ထားတွေ့ထားတဲ့ site လေးကိုဆွဲပြပေးတော့မှာဖြစ်ပါတယ်ဒီ site လေးကိုလည်းကျွန်တော်မိတ်ဆွေများပေါ့နော်တခြား tissue လေးလာပြီးမှမိမိကိုယ်တိုင်နော်ကြိုက်နှစ်တက်မှာကစားပါနော်အကြိုက်တူမှာကစားပါလို့ကျွန်တော်ကြိုပြီးတော့ပြောချင်ပါတယ်နော် ဒီညနေပိုင်းအတွက်ကြတော့ကျွန်တော်တို့ break တော့ဇောင်းပိုင်းတော့မဟုတ်ဘူးပေါ့နော်လိုလေးလေးဆိုရင်ကျွန်တော်ပြမယ်ပတိမာဆင်းအောင်ဒီဆင်းအောင်ထဲမှာရှိတဲ့နောက်သုံးလုံးပေါင်းလိုက်မယ်ပေါ့နော် ဈေးအောင်တယ်မှာကျွန်တော်6တက်တဆိုပြီးတော့ကဏ္ဍ၃လုံးရှိပါတယ်။အဲ့ဒီ6တက်ကိုပေါင်းလိုက်ရင်8ရတယ်နော်။8ဆိုတော့ကျွန်တော်ဒီဈေးအောင်ရတဲ့8ကိုဘေးမှာရေးထားလိုက်မယ်။ဘယ်ရအဈေးအောင်နေရတဲ့8ပါနော်။ပြီးရင်နောက်ထပ် 加了，没水了，加了。巴掌嘞！เงียบเย็นเนี่ยเงียบเย็นเนี่ยผมแล้วจะเอาพวกเราอีอีเช่นมาเลย ခုကျွန်တော်ဒီအပိုင်းရောင်အဝိုင်းထဲမှာရှိတဲ့ခဏန်းသုံးလုံးပါနော်ဆင်းအောင်6တက်6တက်နော်ဆင်းအောင်6တက်ပေါင်းခြင်းကရှစ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့ဗျာနော်ဒီအပိုင်းရောင်အပိုင်းရောင်ထဲမှာရှိတဲ့ခဏန်းသုံးလုံးပေါင်းခြင်းကလည်းရှစ်ဖြစ်ရမယ်ပေါ့ဗျာနော်ဆင်းအောင်ပြောရရင်အဆင်းအောင်ရှစ်ဖြစ်တဲ့အတွက်ကြောင့်အပိုင်းရောင်လည်းရှစ်ဖြစ်ရမယ်ဟုတ်ပိုင်းအောင်လေးကိုကျွန်တော်ပေါင်းကြည့်လိုက်မယ်9ရဲ့4ရဲ့5ရဲ့9ရဲ့4ရဲ့5ရဲ့ပေါင်းလိုက်လို့ရှိရင်18 18ဆိုတော့တူလေ အပိုင်းအောင်လေးကလည်းရှစ်ပဲနော်ဆိုင်းအောင်ရှစ်ဖြစ်တဲ့အတွက်ကြောင့်အပိုင်းအောင်လေးကလည်းရှစ်လိုက်ဖြစ်တယ်ပဲနော်ဟုတ်ပြီဒါဆိုင်းနဲ့အပန်းပြီးသွားပြီနောက်ထပ်အပြာရောင်လေးကြည့်အောင်အပြာရောင်လေးကဒီမှာငါးရဲ့နှစ်ရဲ့တည့် ဲ့ဒီ9နှစ်တစ်ကိုပေါင်းလိုက်လို့ရှိရင်တဲ့တော့အစင်းအောင် ပေါင်းခြင်း၈နဲ့တူရမယ်ပေါ့ဗျာနော်ပြောရရင်တူရမယ်အကျွန်ပေါင်းကြည့်လိုက်မယ်9ရဲ့2ရဲ့3ရဲ့ပေါင်းလိုက်လို့ရှိရင်10ဖြစ်ပါတယ်တူရလဲအစင်းအောင်10နဲ့တူသွားတယ်ပေါ့နော်အပြာရောင်လေးကလည်းအစင်းအောင်10နဲ့တူသွားပြီစင်းရလဲရှစ်အပန်းရပန်းရလဲရှစ်ကြားလဲရှစ်ရှစ်ပေါ့နော်ဟုတ်ဒုတိယပင်ဆက်ကြည့်ရအောင် တိယဘင်ကလည်းကျွန်တော်ပထမဘင်မှာပေးထားတဲ့လမ်းလေးတိုင်းပဲကျွန်တော်တွားမယ်ပေါ့နော်ဆင်းအောင်ထဲမှာရှိတဲ့ကဏ္ဍ၃လုံးကိုပေါင်းလိုက်မယ်၁ရယ်၃ရယ်၃ရယ်အဲ့တော့ချင်းဝဲနေတည့်ရဲ့၃ရဲ့၃ရဲ့ပေါင်းလိုက်လို့ရှိရင် လေးဖြစ်ပါတယ်လေးဆိုတော့ကျွန်တော်အစင်းအောင်လေးရအစင်းအောင်လေးရလေးရပြီဗျာနော်အဲ့တော့ဒီအစင်းအောင်လေးလေးရတဲ့အတွက်ကြောင့်ဟုတ်အပန်းအောင်လေးနဲ့အပြိုင်အောင်လေးရလည်းလေးဖြစ်အောင်ကျွန်တော်တို့ကရှားမှာပေါ့နော်ကျွန်တော်အပန်းအောင်လေးနဲ့အပြိုင်အောင်လေးကိုလေးဖြစ်အောင်ရှားကြည့်လိုက် န်းရောင်ဝိုင်းထဲမှာရှိတဲ့6ရယ်5ရယ်3ရယ်ပေါင်းလိုက်မယ်ပေါင်းလိုက်လို့ရှိရင်ကျွန်တော်အစင်းအောင်လေးကပေါင်းထားတဲ့၄နဲ့တူရမယ်ပေါ့ဗျာနော်အဲကြောင့်ပေါင်းကြည့်လိုက်မယ်6ရယ်3နဲ့ပေါင်းရင်6နဲ့3နဲ့ပေါင်းရင်9 5နဲ့ထပ်ပေါင်းရင်14 14ဆိုတော့ကျွန်တော်အပန်းရောင်လေးရလဲအစင်းရောင်လေးနဲ့တူသွားပြီပေါ့ဗျာနော်အစင်းရောင်လေးရ၄ဖြစ်တဲ့အတွက်ကြောင့်ပန်းရောင်လေးရလဲ635ကိုပေါင်းလိုက်တာ14ဆိုတော့၄ရပါတယ် ောက်ထပ်အပြရောင်လေးကြံနေရနော်အပြရောင်လေးကလည်း၄ဖြစ်လားမဖြစ်လားကျွန်တော်ကြည့်လိုက်အောင်ဒီမှာ၅ဒီမှာ2ဒီမှာ5အပြရောင်လေးက2ရယ်5ရယ်2ရယ်ခွန်ရပေါင်းမယ်5နဲ့2နဲ့ပေါင်းရင်ခွန်ခွန်နဲ့ထပ်ပေါင်းရင်14 14ဆိုတော့ဒီအပြရောင်လေးကလည်းအစင်းအောင်လေးနဲ့တူသွားပြီပေါ့နော် တဲ့အောင်လေးကလည်း၄ဖြစ်ပါတယ်ဒုတိယပင်ကလည်းအဆင်းအောင်လေး၄ဖြစ်တဲ့အတွက်ကြောင့်အပိုင်းအောင်လေးနဲ့အတဲအောင်လေးကလည်း၄လိုက်ဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ဒုတိယပင်ကလည်း၄၃လုံးအဲ့တော့တတိယပင်တတိယပင်လည်းအခုပထမပင်နဲ့ဒုတိယပင်ပေးထားတဲ့လမ်းကြောင်းလေးတိုင်းပဲကျွန်တော်ဆက်ပါမယ်ပေါ့နော်တတိယပင်ကဒီမှာဆင်းအောင်လေးကဒီမှာပေါ့နော် ဆင်းအောင်လေးထဲမှာရှိတဲ့ကဏ္ဍသုံးလုံးပေါင်းလိုက်မယ်3ရဲ့6ရဲ့9ရဲ့3နဲ့6နဲ့9နဲ့ပေါင်းလိုက်လို့ရှိရင်14ရယ်နော်3နဲ့6နဲ့ပေါင်းရင်ကို9နဲ့ထပ်ပေါင်းရင်14 14ဆိုတော့4ပေါ့နော်ဒါကြောင့်အဆင်းအောင်လေးက4ရပြီအဆင်းအောင်လေးက 3695ပေါင်းလိုက်တာ400ဖြစ်တဲ့အတွက်ကြောင့်အပိုင်းရောင်လေးနဲ့အပြားရောင်လေးကလည်းကျွန်တော်4ဖြစ်အောင်ရှားမှာပေါ့နော်4ဖြစ်အောင်ကျွန်တော်ကြည့်အောင်အမနက်ကထွက်တာကခဏနော်မနက်ကထွက်တာက83 နက်ကထထရှစ်သုံးအဲစိမ်းအောင်လေးကလေးရတဲ့အတွက်ကြောင့်ကျွန်တော် အပန်းအောင်လေးနဲ့အပြည့်အောင်လေးကိုလည်းကျွန်တော်လေးရအောင်ရှားမယ်ပေါ့နော်ဒီမှာပန်းအောင်လေးက9ဆိုတဲ့ကဏ္ဍရှိမယ်ဒီနားမှာဘာမှမရှိသေးဘူးဒီနားမှာ3ညဆိုတဲ့ကဏ္ဍရှိမယ်အဲတော့ဒီအပန်းအောင်အဝိုင်း3ဝိုင်းကိုကျွန်တော်၄ဖြင့်အောင်ပေါင်းအောင်ပါပေါ့နော်စိမ်းအောင်လေးနဲ့တူအောင်ပေါင်းအောင်ပါစိမ်းအောင်လေးနဲ့စိမ်းအောင်လေးနဲ့တူအောင်ကျွန်တော်ပေါင်းလိုက်မယ် တော်စရာ9နဲ့3ညာနဲ့ဆိုတော့9ပဲ9ပဲရှိသေးတယ်နော်၄ဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်ဗာကဏ္ဍထည့်ရမယ်နော်ပိုင်းအောင်လေး၄ဖြစ်ဖို့ဆိုရင်ကျွန်တော်6ဆိုတဲ့ကဏ္ဍလေးထည့်မှာ၄ဖြစ်မှာပေါ့လေနော်ကျွန်တော်ဗာ6ဆိုတဲ့ကဏ္ဍလေးထည့်လိုက်မယ်အဲ6ရဲ့9ရဲ့3ညာရဲ့ပေါင်းလိုက်လို့ရှိရင်၄ဖြစ်သွားပြီနော်အဲ့တော့ပိုင်းအောင်လေးကဆင်းအောင်လေးနဲ့တူတော့တူတော့ပြီပေါ့နော်တူတော့တာကကိုကတူအောင်လောက်ရတာပေါ့နော်ဆင်းအောင်လေးနဲ့တူအောင်6ဆိုတဲ့ကဏ္ဍလေးထည့်ပေးလိုက်တာပေါ့ အစင်းအောင်လေးပြီးတော့နောက်ထပ်အပြာရောင်လေးကျန်နေရယ်အပြာရောင်လေးလိုပဲလေးဖြစ်အောင်ကျွန်တော်တို့ပေါင်းရမယ်ဒီမှာ3ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီနောက်မှာဘာမှမရှိသေးဘူးเนาะဒါဒီအပြာရောင်အဝိုင်း3ဝိုင်းထဲမှာရှိတဲ့ကဏ္ဍ3လုံးပေါင်းပြီးတော့ကျွန်တော်4ရောင်လောက်အောင်เนาะ4ဖြစ်အောင်ပေါင်းရမှာဆိုတော့ဒီ3နဲ့6နဲ့ရှိပြီးသား ဲ့ဒီ36နဲ့ပေါင်းလိုက်လို့ရှိရင်9ရပြီနော်9ရပြီ၄ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်၄ဖြစ်ဖို့ဆိုလို့ရှိရင်ဘာကဏ္ဍထည့်ရမလဲ၄ဖြစ်အောင်ဆိုလို့ရှိရင်နောက်ထပ်9ဆိုတဲ့ကဏ္ဍလေးထည့်မှာ၄ဖြစ်မှာပေါ့နော်အဲ့ကျွန်တော်9ဆိုတဲ့ကဏ္ဍလေးထည့်လိုက်မယ်နော်9ဆိုတဲ့ကဏ္ဍလေးထည့်လိုက်တဲ့အခါမှာငါဆိုတဲ့ကဏ္ဍလေးထည့်လိုက်တဲ့အခါမှာ 3ရက်6ရက်5ရက်ပေါင်းလိုက်လို့ရှိရင်4ဖြစ်သွားပြီပေါ့နော်4ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီ7ရက်6လ2025ညနေ4နာရီခွဲတော့ပါကျွန်တော်95ပေါ့ဗျာနော်95တဲပဲနော်ဒီဒီတိုင်းဒီ3မိနစ်ပုံစံပုံမှန်အပေါ်နှစ်ပင်မှာပေးထားတဲ့ပုံစံနဲ့ပေးမယ်ဆိုလို့ရှိရင် လုံးဝတဲပဲပေါ့နော်အဲ့ဒါပေးမယ်ဆိုရင်တဲပဲအားစရာမလိုဘူးပေါ့နော်အဲ့မက်ဆင်ဂျာအနေနဲ့စိတ်မချရင်တော့စိတ်မချအောင်ဆိုတော့အားထားပေါ့နော် ခုလိုမျိုးလေးကဏ္ဍကြတော့ကျွန်တော်ကအရန်လေးထည့်ပြီးအရန်ဒီလိုမျိုးရတဲ့ကဏ္ဍဆိုလို့ရှိရင်သူကရှင်းတော့ပါဝါနက်ခတ်တွေချိန်ပြီးတော့မှထွက်တတ်တယ်နော်အဲ့ကျွန်တော်ရှင်းတော့ပါဝါနက်ခတ်တွေချိန်ပြီးတော့မှအရန်လေးထည့်ပြီးမယ်လေးရဲ့ပါဝါကို၄၅နော်ဒီကိုကိုရဲ့ပါဝါ၄၄၅ပြီးကိုရဲ့နက်ခတ်က၆၆၅ ပြီးရင်ကို9ရဲ့ပါဝါ3ညကို3ညပြီးရင်ကို9ရဲ့နှက်ခက်က3နောက်တစ်ခုကဇုံပါဝါဆိုလို့ရှိရင်4 3ညဇုံနှက်ခက်ဆိုလို့ရှိရင်6 3ဒီကနန်း6ကတော့ဒီကျွန်တော်ဒီ site ကနေရထားတဲ့9ကိုရှင်းတော့ power နှက်ခတ်တွေချင်းပြီးတော့မှကျွန်တော်အရင်လေးထည့်ပေးရပါတော့ဒါမျိုး site က အဲ့လိုမျိုးလေးထွက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးရှင်းတာပါဝါနက်ခတ်တွေချင်းပြီးမှထွက်တတ်ပါတယ်နော်အဲ့ကြောင့်အလိုလေးထည့်ပေးလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါညနေတော့ cycle လေးတော့ဒီလောက်ပါပဲနော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူရင်းဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆွံ့ကျင်နိုင်တဲ့ပုံကုတ်သူပုံကုတ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအစီအစဉ်ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာ ကျေးဇူးတင်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်